မ္ဘောဒီးယားခြေဆိုင်ငွေလင်ကိုင်းချုပ်တဦးကိုအမေရိကန်ကဆွဆွဲချက်တင်လိုက်တာကမ္ဘောဒီးယားကငွေလင်ကိုင်းတွေမှာပိတ်မိနေတဲ့တောင်ကိုရီးယားနိုင်ငံသားတွေကိုကယ်ထုတ်ဖို့အစိုးရကအထူးအဖွဲ့တစ်ဖွဲ့ဆီလွတ်လိုက်တာစတဲ့နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီးကမ္ဘောဒီးယားနိုင်ငံအပေါ်မှာနိုင်ငံတကာဖိအားတွေတိုးလာနေပါတယ်တရုတ်ကမ္ဘောဒီးယားစီးပွားရေးသမားရှန်ခေါ်ဗင်ဆန်ကိုကမ္ဘောဒီးယားမှာအခြေစိုက်တဲ့ကြီးမားကျယ်ပြန့်တဲ့ငွေလင်ကိုင်းတစ်ခုမှာပါဝင်ပတ်သက်မှုအတင်းအဓမ္မလှုပ်အားခိုင်းစေမှုစွဲချက်တွေနဲ့ မေရိကန်တရားရေးဝန်ကြီးဌာနကသူ့ကိုဆွဲချက်တင်လိုက်ပါတယ်။ရှန်ကိုအာရှရဲ့အကြီးဆုံးနိုင်ငံဖြတ်ကျော်ရာဇဝတ်ကိုင်းတစ်ခုဖြစ်တဲ့ Prince Group ကိုဦးဆောင်တယ်လို့အမေရိကန်အာဏာပိုင်တွေကစွပ်စွဲထားပါတယ်။နိုင်ငံသားတွေကိုအလောက်ကင်တုကမ်းလှမ်းမှုတွေနဲ့ထောင်လိုခြံဝန်းတွေထဲမှာ online ငွေလိမ်လည်ဖို့အတင်းအဓမ္မခိုင်းစေခဲ့တယ်လို့လည်းဆိုပါတယ်။အဲ့ဒါတွေကြောင့်အမေရိကန်အစိုးရက Bitcoin တသိန်း2000ကျော်အပါအဝင် ဒေါ်လာ15ဘီလီယံကျော်တန်ဖိုးရှိတဲ့ Prince Group ရဲ့ပိုင်ဆိုင်မှုတွေကိုသိမ်းဆည်းဖို့ကြိုးပမ်းနေပြီးတမိုင်းတလျှောက်အကြီးမားဆုံးအစိုးရသိမ်းဆည်းမှုကြီးတစ်ခုဖြစ်လာမှာပါ။ရှန်ရက်ကွန်ရက်နဲ့ဆက်ဆက်နေတယ်လို့ယုံကြည်ရတဲ့ပေါင်တန်း100ကျော်တန်ဖိုးရှိတဲ့လန်ဒန်မြို့ကအင်ချမ်မြေ16ခုကိုလည်းဗီဒိန်အာနာပိုင်တွေကထိန်းချုပ်လိုက်ပါတယ်။တချိန်တည်းမှာပဲဒီငွေလင်းကိုင်းတွေမှာတားကောင်ဖြစ်နေရတဲ့တောင်ကိုရီးယားနိုင်ငံသားတွေကိစ္စကိုဖြေရှင်းဖို့အတွက်ဗုဒ္ဓဟူးနေ့မှာ တောင်ကိုရီးယားအစိုးရကအထူးအဖွဲ့တစ်ဖွဲ့ကိုကမ္ဘောဒီးယားကိုစီလွတ်ခဲ့ပါတယ်။ဒီနှစ်ထဲမှာတောင်ကိုရီးယားနိုင်ငံသား330ဟာကမ္ဘောဒီးယားမှာပျောက်ဆုံးနေတယ်။ဒါမှမဟုတ်ထိမ့်သိမ်းခံထားရတဲ့သတင်းတွေအစိုးရကရရှိထားပြီး63ဦးကတော့ဖမ်းဆီးခံထားရဆဲလို့ယုံကြည်ရတဲ့သတင်းတွေထွက်ပေါ်လာပြီးမှအစိုးရကအခုလိုစီလွတ်ရတာပါ။အသက်22နှစ်အရွယ်တောင်ကိုရီးယားကျောင်းသားတဦးဩဂုတ်လကကမ္ဘောဒီးယားမှာညှဉ်းပန်းနှိပ်စက်ခံရပြီးတည်ဆုံးခဲ့တယ်လို့သတင်းထွက်ပေါ်လာပြီးနောက်မှာ ီကိစ္စကအရေးတကြီးဖြစ်လာခဲ့ပြီးတောင်ကိုရီးယားအစိုးရကတန်တမန်ကန့်ကွက်လွှာတစောင်းထုတ်ပြန်ခဲ့ရပါတယ်။ဒုတိယနိုင်ငံညာရေးဝန်ကြီးဦးဆောင်တဲ့တောင်ကိုရီးယားအဖွဲ့ကကမ္ဘောဒီးယားကသူ့နိုင်ငံသားတွေပြန်လည်ခေါ်ဆောင်ဖို့ကြိုးပမ်းသွားမှာဖြစ်ပြီးကမ္ဘောဒီးယားအစိုးရရဲ့ပူးပေါင်းဆောင်ရွက်မှုကိုတောင်းဆိုသွားမှာဖြစ်ပါတယ်ခင်ဗျာ။ ဘစီဘွားရေးနိုင်ငံကြီးနှစ်နိုင်ငံကြားကတလဲစီအပြန်အလှန်အကောက်ခွန်ချမှတ်နေတဲ့ကုံသွေးစစ်ပွဲမှာနောက်ထပ်ထိတိုက်တွေးမှုတွေပြန်ဖြစ်လာပါတယ်။ဒီတစ်ခါကုံသွေးရေးတင်းမာမှုရဲ့အဓိကအကြောင်းရင်းကတော့ရေရှားတပ်ထုတင်ပို့မှုကိုတရုတ်အစိုးရကကန့်သက်ထိန်းချုပ်လိုက်လို့ဖြစ်ပါတယ်။ညင်းလို့မရတဲ့အချက်ကအခုပြဿနာကတရုတ်နဲ့ကမ္ဘာကြီးအကြားပြဿနာပါ။သူတို့ကဒီပို့ကုန်ထိန်းချုပ်မှုတွေကိုတကမ္ဘာလုံးကိုချမှတ်လိုက်တာဟာလက်ခံနိုင်စရာမရှိပါဘူး။ တရုတ်နိုင်ငံကမိန်ဘေးထိန်းချုပ်တဲ့စီးပွားရေးပုံစံနဲ့လုပ်နေတာပါကျွန်တော်တို့နဲ့ကျွန်တော်တို့မဟာမိတ်တွေဟာမိန်ဘေးလည်းမခံဘူးအထိန်းချုပ်လည်းမခံပါဘူးလို့အမေရိကန်ဗန်နာယီဝန်ကြီးကပြောဆိုပါတယ်တရုတ်နဲ့အမေရိကန်တို့ဟာလာမယ့်နိုဝင်ဘာလစောပိုင်းမှာတပ်တန်းကုံဆုံတော့မဲ့ကုံတော်ရေးစစ်ပွဲအပြည့်ရကာလမှာပြန်ပြီးခေါင်းချင်းဆိုင်လာကြတာဖြစ်ပါတယ်တရုတ်ကမြေရှားတပ်ထုတင်ပို့မှုတွေကိုနောက်ဆုံးထိန်းချုပ်လိုက်တဲ့အခါမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်းလာမယ့်လကစပြီးတရုတ်ကုန်ပစ္စည်းတွေအပေါ် ခွန်တရားရာဂိုင်းနှုန်းထက်ဆင့်ကောက်ခံမယ်လို့ချိန်ချောက်ခဲ့တာပါတရုတ်အစိုးရကလည်းဒါဟာကိုအကျိုးပဲကြီးတဲ့မူဝါဒဆိုပြီးအမေရိကန်ကိုအပြင်းထန်ဝေဖန်ခဲ့ပါတယ်ဒါပေမဲ့အခုတခါကုံသွေးတင်းမာမှုကတော့ရေရှားတတ်ထုကိစ္စတွေမကတော့ပါဘူးကမ္ဘာရေကြောင်းကုံသွေးရေးမှာလည်းနိုင်ငံကြီးနှစ်နိုင်ငံဟာကုန်တင်သင်းမောတွေအပေါ်မှာစိတ်ကန်းခွန်တွေ နောက်ထပ်ကောက်ခံနေကြပြီးဒါကကမ္ဘာကုန်စည်းစိမ်မှုကိုအနှောက်အယှက်ဖြစ်စေတယ်လို့ဆိုပါတယ်ရုရှားရေနံဝယ်ယူမှုကြောင့် တရုတ်ကိုအကောက်ခွန်တွေချမှတ်ဖို့အသင့်ရှိတယ်လို့အမေရိကန်ကပြောကြားနေပေမဲ့မဟာမိတ် EU ရဲ့ထောက်ခံမှုလိုအပ်လိမ့်အောင်ပဲလို့ဆိုပါတယ်။ကုန်သွယ်ရေးစီးပွားရေးအပြန်အလှန်ရန်ဆောင်နေကြပေမဲ့အမေရိကန်ဆိုရာကတော့တရုတ်နဲ့ကုန်သွယ်ရေးပဋိပက္ခထပ်မဖြစ်ချင်တော့ဘူးလို့ပြောဆိုပြီးဒီလနောက်ပိုင်းမှာတောင်ကိုရီးယားမှာကျင်းပမဲ့ထိပ်သီးအစည်းအဝေးမှာသမ္မတဒေါ်နယ်ထရန့်ဟာတရုတ်ကောင်ဆောင်ရှီချင်းပင်နဲ့တွေ့ဆုံဖို့အသင့်ရှိနေတယ်လို့ပြောပါတယ်ခင်ဗျာ။ ြစ်ခတ်ရက်ဆဲဖို့ကြေညာပြီးမှပဲပါကစ္စတန်ဘက်ကကန်ဒါဟာပြည်နယ်မှာရှိတဲ့အာဖဂန်တပ်ဖွဲ့တွေကိုတိုက်ခိုက်မှုတွေလုပ်ခဲ့ပါတယ်။အဲဒီနောက်မြို့တော်ကဘူးမှာပောက်ကွဲမှုတွေဖြစ်ခဲ့ပါတယ်။မျိုးကိုယ်တွေမငြိမ်းသေးခင်မှာပဲ ပါကစ္စတန်နိုင်ငံရဲ့ဝန်ကြီးဌာနကအာဖဂန်နစ္စတန်တာလီဘန်ခေါင်းဆောင်တွေနဲ့48နာရီယာယီအပြစ်ခတ်ရက်စဲဖို့သဘောတူထားတယ်လို့ကြေညာခဲ့ပါတယ်။ဒီပောက်ကွဲမှုတွေဟာစနေနေ့ကစတင်ခဲ့တဲ့နေဆက်ဖြတ်ကျော်တိုက်ပွဲတွေပိုပြီးပြင်းထန်လာတာကိုပြသနေပါတယ်။အာဖဂန်တပ်ဖွဲ့တွေကသူတို့ရဲ့နယ်မြေနဲ့လေပိုင်နဲ့ချိုးဖောက်မှုတွေကိုလက်တုံ့ပြန်တဲ့အနေနဲ့ပါကစ္စတန်စစ်သားတွေကိုတိုက်ခိုက်ခဲ့ပါတယ်။နှစ်ဖက်စလုံးကတော့မကြခင်ကဖြစ်ခဲ့တဲ့တိုက်ပွဲတွေမှာ တစ်ဖက်နဲ့တစ်ဖက်စစ်သားဒါဇင်နဲ့ခြေတည်ဆုံးတယ်လို့ပြောကြပါတယ်။ဒါပေမဲ့အခြေအနေကထပ်ပြီးဆိုးရွားလာပြန်ပါတယ်။စပင်ဘော်တာခရိုင်မှာပါကစ္စတန်တပ်ဖွဲ့တွေကတိုက်ခိုက်မှုတွေလုပ်ခဲ့လို့အရက်သားဒါဇင်နဲ့ခြေတည်ဆုံးခဲ့တယ်လို့အာဖဂန်နစ္စတန်ကပြောပါတယ်။မနေ့အစောကြီးမှာနှစ်ဖက်စလုံးကပစ်ခတ်မှုတွေစတင်ခဲ့ပါတယ်။ကျွန်တော်တို့ရွာမှာဆိုရင်လက်နက်ကြီးကြီးတွေနဲ့ကြီးစံတွေလူတွေရဲ့အိမ်တွေကိုစပီးထိမှန်ပါတယ်ကျွန်တော်တို့ရွာကကောင်းလေးတယောက်ဒဏ်ရာရခဲ့ပါတယ်ကျွန်တော်တို့တောင်းဆိုချင်တာကတော့ ကျွန်တော်တို့ပါကစ္စတန်အစိုးရနဲ့တာလီဘန်တိုက်ခိုက်ရေးသမားတွေဒီစစ်ပွဲကိုချက်ချင်းရပ်တန့်ပေးဖို့ပါပဲ။နေဆက်နှစ်ဖက်စလုံးမှာပတ်စတန်လူမျိုးတွေနေထိုင်ကြပါတယ်။မနေ့ကတည်းကလူတွေအများကြီးကျွန်တော်တို့ရွာကနေထွက်ပြေးခဲ့ကြတယ်လို့ဒေသခံတဦးကပြောပါတယ်။ဒီဖြစ်ရပ်တွေဟာအာဖဂန်တာလီဘန်တွေ၄နှစ်အကြာအာဏာသိမ်းပြီးနောက်ပိုင်းမှာ အင်းဒီချင်းနှစ်နိုင်ငံကြားအဆိုးဆုံးအခြေအနေတွေဖြစ်နေပါတယ်။ပါကစ္စတန်ဘက်ကတော့နေဆက်ဖြတ်ကျော်တိုက်ခိုက်မှုတွေလုပ်နေတဲ့လက်နက်ကိုင်အဖွဲ့တွေကိုအာဖဂန်နစ္စတန်ကခေါ်လုံဝင်ပေးထားတယ်လို့ဆိုဆွဲပါတယ်။တာလီဘန်အစိုးရကတော့ဒီဆွဆွဲချက်ကိုညှင်းဆို့ထားပါတယ်။တိုက်ပွဲတွေကြောင့်ကီလိုမီတာ2600ရှည်လျားတဲ့နေဆက်ကိုပိတ်လိုက်ရလို့နှစ်ဖက်စလုံးကပြည်သူတွေဟာပြည်လည်မှုရဖို့စောင့်နေကြရပါတယ်။ပါကစ္စတန်နိုင်ငံသားရေးဝန်ကြီးဌာနကတော့အခြေအနေတွေရှုပ်ထွေးနေပေမဲ့ ပြဿနာကိုဖြေရှင်းဖို့စိတ်ရင်းမှန်နဲ့ကြိုးစားသင့်တယ်လို့ပြောပါတယ်။ယာယီအပြစ်ခတ်ရဲစဲရေးအပေါ်သတိနဲ့စောင့်ကြည့်နေကြပြီးအာဖဂန်နစ္စတန်ပါကစ္စတန်နယ်စပ်မှာနောက်ထပ်တိုက်ခိုက်မှုတွေမဖြစ်ဖို့မျှော်လင့်နေကြပါတယ်ခင်ဗျာ။